မြန်မာနိုင်ငံကိုဝယ်လိုက်လို့ရတဲ့ဘဏ်ကနေပိုင်ဆိုင်မှုကိုထုတ်ကြွခဲ့တဲ့စမိုင်းအခုချိန်မှာဝမော်ရွှေကြီးနဲ့တူမြန်မာပြည်ကထိတ်တဲနုပညာရှင်တွေကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလောက်ထုတ်နေကြချိန်မှာသူမရဲ့ချမ်းသာကြွယ်ဝမှုဟာမြန်မာတနိုင်ငံလုံးကိုဝယ်ယူပြစ်လိုက်လို့ရကြောင်းကြွားလောက်ထုတ်လာပြန်တာကအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့တတိမာကြီးစမိုင်းမှာအလုံးတိကြတဲ့အတိုင်းမြန်မာပြည်မှာတော့ပဋိမရှဝီစီဒီတရုတ်ဆောင်တို့ဖြစ်ခဲ့တဲ့တရုတ်ဆောင်စမိုင်းဟာနိုင်ငံသားမှာလှုပ်ထွက်လှုပ်ပြီးမှာတော့ ဘလို့စီးပွားရေးလုပ်ငန်းတွေကိုလုံးလုံးလုံးမဲမသိပေမယ့်ကြီးကြီးတဲ့ချမ်းသာကျဲဝနေတာဖြစ်ပါရည်။ဒါကြောင့်လင်းသတိမကြီးစမိုင်းဟာအမေရိကန်နိုင်ငံမှာတန်းစေကြီးတန်းကထိတ်တန်းသတိတွေမှနေနိုင်တဲ့ဇိမ်ခဲဆက်အိမ်တွေပြိုင်ကားတွေအများကြီးနဲ့တကယ့်ကောမှာ luxury lifestyle နဲ့နေပြနေတာပါ။အခုဆိုစမိုင်းဟာဟိုနာဒီနာသွားရင်တောင်ကိုပိုင်လိန်ထဲမှာသွားတာဖြစ်ပါရည်။ ။ဒါပြင်စပိုင်းဟာရှန်နေကိုချီ LV စတဲ့ကဘာကျော် fashion brand တွေကိုမှဝစ်စင်နေတာပါ။ဒါပြင်စပိုင်းပိုင်ဆိုင်တဲ့လက်ဝတ်ရနာပစ္စည်းတွေဆိုတာကလည်းပြောစရာမလိုတော့ပါဘူး။ဒါတွေအားလုံးကိုလည်းစပိုင်းကဗီဒီယိုရိုက်ခါကြွားလုံးထုတ်နေတာပါ။အစောပိုင်းမှာတော့စပိုင်းရဲ့ချမ်းသာကြွယ်ဝမှုကိုလူရီယာအင်အားသင်ခဲ့ကြရတာဖြစ်ပါရည်။တိုင်းမလေးမြမပီကအနုပညာရှင်တွေကလည်းစမိုင်းကိုအားကြသလားမပြောတတ်ပါဘူး။ဒါကြောင့်မြမပီကအနုပညာရှင်တွေကလည်းသူတို့ရဲ့ပိုက်ဆိုင်မှုတွေကိုကြွားလုံးထုတ်လာကြတာပါ။အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းတွေမှာဆိုရင်ဝမှုရွှေဝစ်စင် င်ထားတဲ့သိန်းသုံးသိန်းကျော်တဲ့ကြောက်စင်းလေးစဲတွေပြည်မြလေးစဲတွေဝမ်မွှေရွှေရောက်ကြပြီးချမ်းသာကြွယ်ဝမှုတွေနော်ဘောအေတာချစ်သူထက်ခိုင်ဝင်းရဲ့စီးပွားရေးလုပ်ငန်းတွေကိုပဲလူတွေဟာအာရုံစိုက်နေရပါတတိမကြီးစမိုင်းကိုတော့အာရုံမစိုက်ကြပါဒါကြောင့်လေခုခါမှာတော့စမိုင်းတယောက်အားလုံးမထင်ထားတဲ့နီးလဲနဲ့ကြွားလုံးထုတ်လာခဲ့ပါတယ်ဒါကတော့အမေရိကန်နိုင်ငံကတန်းကျယ်တတိမကြီးစမိုင်းဟာမြန်မာတနိုင်ငံလုံးတာမှာဝယ်လို့ရတဲ့ဒီချမ်းသာကြွယ်ဝနေကြောင်းကို အမေရိကန်နိုင်ငံဘဏ်ကအမေရောင် BNB credit card နဲ့ကြွားလုံးထုတ်လာတာပါအမေရိကန်နိုင်ငံမှာလူတိုင်းနီးပါး credit bank ကသုံးကြတယ်ဆိုပေမဲ့အမေရောင် bank ကကိုတော့ကြီးတဲ့ချမ်းသာတဲ့ billionaire တထေးကြီးတွေပဲကိုက်ဆောက်ခွေပေးတာဖြစ်ပါတယ်အခုခါမှာတော့ smile ကသူ့မှာအဲ့လို bank ရှိကြောက်ကိုထုတ်ကြွားလာတာဖြစ်ပါတယ် အချို့သောမှတ်တမ်းတွေကအလိုမျိုး BNB ကက်ရှိသူတွေရဲ့ကျေဝါချမ်းသာမှုဟာအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးချမ်းသာကျေဝါတွေလို့သိရတာပါ။ဒါကြောင့်လေစပိုင်ဟာမြန်မာတိုင်းနိုင်ငံလုံးကိုအိတ်ထဲကောက်ထဲလို့ရှာတဲ့အထိချမ်းသာကျေဝါနေကြောင်းလူတွေဟာသိသွားခဲ့ကြတာပါ။အထူးသဖြင့်မြန်မာနိုင်ငံကတထေးတွေနှုပညာရှင်တွေဟာသူတို့ရဲ့ပိုင်ဆိုင်မှုကိုကြားပြီးတော့ဖုံးထနေချိန်မှာအမေရိကန်နိုင်ငံကတထေးမှကြီးစပိုင်ဟာတခွဲပြလိုက်တာပဲဖြစ်ပါရဲ့။ စမိုင်းတယောက်ဒီလိုမျိုးချမ်းသာကြဲွားတဲ့ပုံမှာလူတချို့ကစမိုင်းဟာဘာရီလို့လို့ဒီလောက်ချမ်းသာတလေဆိုပြီးတော့မိကုံထုတ်ကြတာမျိုးရှိပါရီစမိုင်းဟာမြန်မာနိုင်ငံကိုဝယ်နိုင်တော့တဲ့အထိချမ်းသာကြဲွားရေးဆိုပေမဲ့ဘာစီဝါရေးလုပ်ငန်းတွေလုပ်နေတလေဆိုတာတိတိကျကျမချပြနိုင်ပါဘူးစမိုင်းဟာအိမ်နဲ့လက်ပတ်ပြီးတော့တတော်ရိုက်တာမျိုးလောက်သားလုပ်နေတာပါဒါကြောင့်လင်းစမိုင်းရဲ့ကြဲွားချမ်းသာမှုဟာတကယ်စစ်မှန်ရောဟုတ်ရဲ့လားအခြားတတိကြီးတယောက်ရဲ့အမေရိကန်နိုင်ငံမှာရှိတဲ့ပိုက်ဆိုင်မှုတွေကိုနမိတ်ခံပေးထားတာလားဆိုတာသိကျင်နေကြတာပဲဖြစ်ပါရီ ဒီဗီအိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောမြန်မာတနိုင်ငံလုံးကိုတောင်မှဝင်နိုင်တဲ့စပိုင်းရဲ့ကျေဝါချမ်းသာမှုကိုဘယ်လိုမြင်မြင်ကြလဲဆိုတာပြောသားပေးခဲ့ပါအောင်ရှင်။အပိနဆေခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။